အားလုံးပဲမိလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ကိုတုံးလုံးရသေးနဲ့ပါဇက်ဖြူရသေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအလေးမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြည့်ရရခံခြင်းပါတယ်ဟုတ်ကဲ့အကြောင်းအလေးမစတင်နိုင်အောင်ယာကင်းကိုရောက်သွားတဲ့ခါမှာထူးဆန်းတာကတော့၆တွေ့ပြီးတော့ဘာမှမရှိတဲ့တောင်ကုန်းကြီးဖြစ်နေတာပါပဲတစ်ပင်မရှိစမ်းချောင်းမရှိ ။ယာဒီဥရုကလည်းပို့ပြီးပူရင်လာပါတယ်။ဒါကြောင့်သူတို့ကအရန်ကိုမောပန်းရွန်းနေသွားကြပါတယ်။နာယီပေါင်းများစွာကြာသွားတဲ့နောက်မှာတော့သူတို့ကအားရင်ကုန်ခန်းပြီးတော့မေလေတော့မလို့ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ရုတ်တရက်အဖိုးအိုတယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်။ဟေ့လူငယ်လေးတွေရေတောက်ဖို့ရှာနေရလား။တောင်ကရုံးဘော်ကအဖိုးပါဇက်ဖြူရသေးကြောင်း။မိကိုနှစ်ယောက်ဖြစ်တဲ့လူရှိနဲ့စောတူတူတို့ကမိသွေးဖို့ဖို့အတွက်ထင်းရှာဖို့ယာကင်းကိုတက်လာကြပါတယ်။ ဒါပေမဲ့သူတို့ယာကင်းကိုမရောက်တာ10နှစ်လောက်ရှိပါပြီ။ဘာလို့လဲဆိုတော့အရင်ကရန်ကုန်မှာအလုပ်လုပ်ကြခဲ့ကြပြီးတော့အခုအလုပ်ပြုတ်သွားလို့ပါ။ဒါကြောင့်မိသွေးဖုတ်ရောင်ဖို့ပြန်လာခဲ့ကြတာပေါ့။ဒါပေမဲ့သူတို့ယာကင်းကိုရောက်သွားတဲ့အခါမှာထူးဆန်းတာကတော့၆တွေ့ပြီးတော့ဘာမှမရှိတဲ့တောင်ကုန်းကြီးဖြစ်နေတာပါပဲ။တစ်ပင်မရှိ၊ဆန်းချောင်းမရှိ၊မြင်းဒီကုန်းလေးတွေပဲရှိပါတယ်။ဟာငါတို့လမ်းပြောင်းနေရလား။ပုံမှန်ဆိုရင်ယာကင်းကတစ်ပင်တွေဒီထက်ပိုများနေရမှာလေ။ဟုတ်တယ်နော်ကို။ ဒီလမ်းကယာကင်းဝင်ပေါ်မဟုတ်လောက်ထင်တယ်။ဒါနဲ့သူတို့လာရလမ်းတိုင်းကိုပြန်လှည့်ခဲ့ကြပါတော့တယ်။ဒါပေမဲ့ဘလောက်ပဲရှောက်ရှောက်ပိုဝေးသွားသလိုပါပဲ။ယာဒီဦးလူကလည်းပိုပြီးပူလာပါတယ်။ပိုပြီးခြောက်တွေ့လာပါတယ်။ဒါကြောင့်သူတို့ကအရန်ကိုမောပန်းရွံ့နေသွားကြပါတယ်။ယူလာတဲ့တောက်ရီကလည်းစောစီးစီးကုန်သွားပြီလေ။ဒါကြောင့်အနီးနားမှာစမ်းကြောင်းရှာပေးမယ်။ဘလောက်ပဲရှာရှာမတွေ့ပါဘူး။나이ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူတို့ကအာရင်ကုန်ခန်းပြီးတော့မေလဲတော့မလို့ဖြစ်နေကြပါတော့တယ်။ ဒါပေမဲ့ရုတ်တရက်အဖိုးတို့တယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်။ဟေးလူငယ်တွေရေတောက်ဖို့ရှာနေရလား။သူတို့နှစ်ယောက်လှည့်ကြည့်လိုက်တဲ့ခါမှာတော့အဖိုးတို့တယောက်ကိုတွေ့လိုက်ရပါတယ်။ဆပင်ဖြူတွေကခါးလေလောက်ထိရှည်ပြီးတော့မျက်ခုံးမွေးမုတ်ဆိတ်မွေးတွေကလည်းရှည်ပြီးတော့အကုန်လုံးဖြူဖွင့်နေပါတယ်။သွားတွေကရှေးခက်ခလူကြီးတွေလိုမဲနေနေပါတယ်။ပိန်လီလာတဲ့ကိုဟန်အဝတ်စားမဝတ်ဖဏံမစီကိုပေါ်မှာတော့ဟောင်းနွမ်းနဲ့အဖြူရောင်ခြုံတွေတစ်ခုကိုပဲလွှမ်းခြုံထားပါတယ်။အဲအဘမှာ ျွန်တော်တို့ကိုတောက်ဆရာကြီးနည်းနည်းလောက်များပေးလို့ရမလားကျွန်တော်နဲ့ညီလေးကမေ့လေတော့မလို့ဖြစ်နေပါပြီရှိတာပေါ့ကွာငါနောက်လိုက်ခဲ့အဲ့ဒီကိုတုံးလုံးရတိကြီးကညီကိုနှစ်ယောက်ကိုဂူတစ်ခုတည်းကိုခေါ်သွားပါတော့တယ်ဂူလည်းမှာရေလွင်းငယ်တစ်ခုရှိပါတယ်သူတို့ကအရန်ရေစာနေပြီးမျက်လုံးတွေလည်းပြာဝင်နေတာကြောင့်မယံမနာတောက်နေပါတော့တယ်ဒါပေမဲ့ရေအဝါတောက်ပြီးတဲ့အခါမှာတော့ရေရင်းထဲမှာတစုံတစ်ခုကိုတွေ့လိုက်ရပါတော့တယ်ဟေးအောင်လူရှိမင်းဟိုဟာတွေတွေ့လား တွေ့တဲ့အခုဒါလူရိုးတွေပဲတေးကြတယ်ဘာလို့လူရိုးတွေကတလောင်များနေရတာလဲသူတို့နှစ်ယောက်အရန်လန့်သွားကြပါလေဘာလို့လဲဆိုတော့ခြေရင်းထဲမှာ လူရိုးတွေပြည့်နေလို့ပါပဲဒါကြောင့်သူတို့ကအန်ဂျင်စိတ်တောင်ပေါက်လာပါလေလမ်းမသွားကြပါနဲ့လူငယ်တို့ဒီတောင်ကုန်းထဲမှာလမ်းမလာတဲ့လူတိုင်းရေစာငတ်မို့ကြတာကြီးပဲဒီမှာကလွဲပြီးတော့တခြားနေရာမှာလည်းရေတွင်းမရှိဘူးလေဒါဖြင့်ဘာလို့လူတွေကဒီထဲမှာလာတည်နေကြတာလဲပါ ေးဘာလို့လဲဆိုတော့ဒီရေရင်းကတေမင်းရေရင်းဖြစ်နေလို့ပေါ့ကွာဘသူတောက်တောက်တေးရမှာပဲဂူဆောင်တစ်စီတွေဖြစ်သွားကြတာပဲညီကိုနှစ်ယောက်ကထိတ်လန့်တုန်လို့ဆိုတဲ့အချင်းချင်းကြီးလိုက်မိပါလေဘာလို့လဲဆိုတော့သူတို့ကခုနလေးတွေရေဒီအများကြီးတောက်ခဲ့မိလို့ပါဒါနဲ့ဂူတဲကနေပြီးတော့ထွက်လန်းကိုအမြန်ရှာကြပါလေဒါပေမဲ့ခြေလန်းကိုစာလန်းလိုက်တာနဲ့အရင်ကားထပ်ပို့ပြီးတော့အာကုန်သွားပါလေဒါကြောင့်ဂူဘွားဘွားကိုအမြန်ဆုံးရောက်ဖို့ကျမ်းပြင်ပေါ်ကိုလေးဘက်ထောက်ပြီးတော့သွားနေရပါတော့တယ်အေးမင်းတို့ပြေးလဲလွတ်မှာမဟုတ်ဘူး ဒါနဲ့အဘာဘာသူလဲဘာလို့ကျွန်တော်တို့ဒီလိုလုပ်ရတာလဲငါကမင်းတို့ကိုပြန်မေးရမှာမင်းတို့ကဘာသူတွေလဲဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲဟင်ကျွန်တော်တို့ကအဘကိုဘယ်တော့မှဘာလို့မလုပ်လဲဗျာတကယ်မမှတ်မိဘူးလားမင်းတို့ငါကောင်းမဟုတ်ဘူးတေးနဲ့လာပန်းတာလေကွာငါမျက်နှာကိုသေချာကြည့်စမ်းငါ့ကိုမှတ်မိလားလူရှိနေစောတူတူကအဖိုးကြီးရဲ့မျက်နှာကိုစိုက်ကြည့်လိုက်ပါတော့လေပြီးတော့မှတဖြည်းဖြည်းချင်းသတိရပါလေဒီတောင်ကို မတက်ခင်တော့ကလူရှိက စီးသွားချင်လာလို့တောင်ကြီးကမျက်ပင်ထူတဲ့နေရာမှာကိစ္စရှင်းခဲ့ပါတယ်။အဲ့ဒီမှာကိုသုံးလုံးရတဲ့ရုပ်ထုကြီးလဲနေတာကိုမမြင်လိုက်ပါဘူး။သူတို့ကိစ္စရှင်းပြီးတော့စောတူတို့ကရုပ်ထုကိုသေးနဲ့ပန်းမိတယ်ဆိုပြီးတရီဝေးပါတယ်။ဒါပေမဲ့သူတို့ကတိတ်ပြီးတော့လက်မသွားပါဘူး။ရွာသားတွေစွန့်ပစ်ထားတဲ့တာမန်ရုပ်ထုတခုလိုပဲထင်နေကြတာပါ။ဒါကြောင့်ကတော့တောင်းပန်ခြင်းကိုမပြုခဲ့ပါဘူး။ဒါကအဖိုးကြီးတစ်စီရဲ့ဝိညာဉ်ကိုအလွန်အမင်းဒေါသထွက်စေပါတယ်။ဘာလို့လဲဆိုတော့အရင်ခေတ်ကလူတွေက သူ့ကိုအယမ်းကြီးညိုကိုးကွယ်ကြလို့ရုပ်ထုထုပြီးတော့ထားရှိပူဇော်ခဲ့ကြပါတယ်။တောင်ပေါ်တက်တဲ့လူတွေရှ िख ိုးပူဇော်နိုင်မှုပါ။နောက်ပိုင်းလူတွေကယုံကြည်မှုကင်းမဲ့လာတော့ရုပ်ထုကဆုံးပြစ်ခံရပြီးတော့ဘသူကမှလာပြီးဂီယူမဆိုင်ကြတော့ပါဘူး။ယာကင်းတက်သူတွေတော်တဲ့ပစ္စည်းရှာတဲ့သူတွေကသူ့ကိုစော်ကားပြောဆိုမိရင်ဒီတစေရဲ့ကျိန်သာတင့်တက်ပါတယ်။တောင်ကရုံးကိုလမ်းမရောက်လာစေပြီးတော့ပေမင်းရီတွေမှာတိတ်ဆုံးကြရပါတယ်။ကိုသုံးလုံးရတိတစေရဲ့ကြီးကျွန်အချွေရန်တွေဖြစ်သွားကြပါတယ်။မင်းတို့ငါ့ကိုမလေးစားမကြည့်ညိုမှတော့ ငါကမင်းတို့ကိုတတ်ပြီးတော့တစေဖြစ်အောင်လုပ်မှာပေါ့ငါရဲ့ကြေးကျော်ခြေရံဖြစ်စေရမယ်ငါကိုကိုးကွယ်ပူဇော်ဖို့ပေါ့ကွာဒါဆိုတောင်ကြီးကနယုတ်ကအဖပေါ့နော်ညီကိုနှစ်ယောက်ကအချင်းချင်းကြီးမိပြီးတော့ချက်သိမ်းမွေးညင်းနေထားသွားပါတော့တယ်သူတို့ရှိမှရက်နေတဲ့အဖိုးကြီးရဲ့ပုံစံကတာမန်လူဖြစ်ကနေမျက်နာကမဲညစ်ပြီးတော့ရုပ်ဆိုးကြောက်မက်ဖွယ်ရာတစေရုပ်ကိုအပြည့်အဝပြောင်းသွားပါတော့တယ်ညီကိုနှစ်ယောက်ကအယမ်းလန့်သွားပြီးတော့အားရင်ကုန်ခန်းလို့နေပါဖြစ်နေပြီမယ်ဂူတွေကနေအမြန်ဆုံးထွက်နိုင်အောင်လေးဘက်ထောက်ပြီးသွားသွားကြပါတော့တယ် ကိုကဝါကိုရောက်တော့ဒီနားမှာဖြတ်သွားဖြတ်လာတယောက်ယောက်များကြားမလားဆိုပြီးတော့အကူအညီအော်ဟစ်ပြီးတောင်းကြပါတော့တယ်အဖိုးကြီးတစေကတော့တေဘေးကနေလොမြောက်ဟူအသေးအတန်ရုံးကန်နေတဲ့ညီကိုနှစ်ယောက်ကိုကြည့်ပြီးတော့ခြေနှက်ဆောင်ဟာရေမောလိုက်ပါတယ်သူတို့နှစ်ယောက်ကလွတ်မှာမဟုတ်ပါဘူးဂူရဲကတခြားတစေတွေလိုတေးကြရမှာပါပဲတစေဖြစ်ပြီးတော့သူ့ရဲ့ယုံကြည်ကိုးကွယ်သူတပည့်တော်ကတွေဖြစ်လာရမှာပဲဆိုပြီးသူထင်နေပါတယ်ညီကိုနှစ်ယောက်ကတေဘေးကနေအသေးအတန်လွတ်အောင်ရုံးရင်းနဲ့ တစုံတယောက်ရဲ့ရှေ့မှာလဲကျသွားပါတော့တယ်။သူကတောင်ခွေးကင်နေဘင်းမှာပရိပြည့်ဆွဲထားတဲ့အဖိုးတယောက်။သပင်ဖြူရှေမြက်ခုံးဖြူဒါပေမဲ့ရုပ်ရည်ကတီကြီးခန့်ညားပြီးတော့အချိန်ဝါရှိနေပါတယ်။ဟဲ့ကိုတိုးလုံးရသေးတစေမင်းလူတွေကိုထပ်ပြီးနှောက်ရှက်နေပြန်ပြီလား။အော်အရှင်ပါဇက်ဖြူရသေးဒါအရှင်ကိစ္စမဟုတ်ပါဘူးအရှင်ထွက်သွားတာကောင်းပဲ။လူတွေရဲ့အော်ဒါကငါ့ကိုနှောက်ရှက်ဖြစ်စေတယ်ငါတရားထိုင်နေတာ။ ပြဿနာငါးနယ်မြေမှာဖြစ်တာလေအတန်ကအရှင်းနယ်မြေကိုရောက်သွားပြီမဲ့ဒါကအရှင်းကိုဒီလောက်ထိဒုက္ခရောက်စီတာမှမဟုတ်တာဟာမင်းကအချင်းချင်းအာဟုတို့တွေလုခဲ့တာလေလူတွေမကြည်ညိုမပူဇော်မရှိခိုးဘူးဆိုတဲ့အတွေ့အကြုံတွေနဲ့ပဲဒါကလူသားတွေရဲ့အခွင့်အရေးမဟုတ်ဘူးလားအရှင်းဒီလိုပြောတာအရှင်းအနေနဲ့ကျွန်ုပ်ကိစ္စကိုဝင်ရှုပ်ချင်တယ်ဆိုတဲ့သဘောလားဒီလူသားနှစ်ယောက်ကိုလှုပ်ပေးလိုက်ပါငါတောင်းပန်တယ်လို့ပဲသဘောထားလိုက်ပါကိုသုံးလုံးရသေးတဲ့စီကမျက်ခုံးပြူရသေးကိုလုံးဝကြောက်ရွံ့ခြင်းမရှိပါဘူးသူက ဒီပါဇက်ဖြူရသေးသူ့နာမည်တွေကိုကျူးကျော်ဝင်ရောက်လာတယ်လို့ထင်နေတာပါ။ဒါကြောင့်ဂူတွေကအချွေရန်သစီနှကောင်ကိုနှိုးပြီးတော့ရသေးကြီးကိုရှင်းလင်းဖို့တိုက်ခိုင်းလိုက်ပါတော့တယ်။ဂူသစီတွေကအမဲရောင်အရေးကြီးတဲ့အဖြစ်မြက်ခိုးပြူရသေးကိုဝိုင်းလိုက်ကြပါတော့တယ်။မြက်ခိုးပြူရသေးကလည်းလက်အုပ်ချပြီးတော့တောင်ဝေးတစ်ခုနဲ့ဝင်းညင်နှကောင်ကိုရိုက်ထည့်လိုက်ပါတော့တယ်။ဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်တွေကအလွန်အမဲနာကျင်သွားပြီးတော့မတိုက်နိုင်တော့ဘဲပျောက်ကွယ်သွားပါတော့တယ်။ကိုတုံးလုံးရသေးကဒါကိုမြင်တော့ကိုယ်တိုင်ဝင်တိုက်ပါတယ်။သူတင်ယူထားတဲ့ ဂါထာကိုယူပြီးတော့ဗဇက်ကနေတဆေပြားတွေကိုမှုတ်ထုတ်လိုက်ပါတယ်။တဆေပြားတွေကလည်းမျက်ခုံးပြူရသေးကိုဝိုင်းပြီးတော့တုတ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့မျက်ခုံးပြူရသေးကဂါထာယူပြီးတော့ဗဇက်တဲကနေမီးတွေပြန်ပြီးမှုတ်ထုတ်လိုက်ပါတော့တယ်။မီးတောက်တွေကိုကြောက်ပြီးတော့ပြားတူတွေကပြန်ပြေးသွားပြီးတော့ကိုတုံးလုံးရသေးစီကိုလှည့်ပြီးတုတ်ကြပါတော့တယ်။ဒါကြောင့်သူကပူလောင်လာခြင်းပြီးတော့ဂူရဲကိုဝင်ပြေးသွားရပါတော့တယ်။ပြီးတာနဲ့သေမင်းရေတွေနဲ့ကိုခုံချလိုက်ရပါတယ်။အဲ့ဒီမှာပဲ ကိုသုံးလုံးရသေးကိုအညှိုးထားနေတယ်။တဆေဝိညာဉ်တွေကအများကြီးရှိနေတာပါ။တဆေတွေကကိုသုံးလုံးရသေးကိုဝိုင်းပြီးတိုက်ခိုက်ကြလို့သူ့ရဲ့အစွမ်းတွေကျော့သွားပါတော့တယ်။ဒါကြောင့်တေမင်းရီရင်းထဲမှာကြာရောက်နေတဲ့ဝိညာဉ်တွေအားလုံးကလွံ့မြောက်သွားကြပါတယ်။ကိုသုံးလုံးရသေးတဆေရဲ့ကြေးကျုံအဖြစ်ကနေပြီးတော့လွံ့မြောက်သွားကြတာပေါ့။လူရှိနေဆောလိုလိုတို့နှစ်ယောက်ကတော့ကိုသုံးလုံးရသေးရဲ့အစွမ်းကုန်သွားပြီးတဲ့နောက်မှာခန္ဓာကိုယ်ကပြန်လည်ကောင်းမွန်လာသလိုခံစားလိုက်ရပါတယ်။သူတို့အသက်ကိုအချိန်မီကယ်တင်ပေးခဲ့တဲ့မျက်ခုံးမြူသွေးကိုလည်းဥချကြောလိုက်ပါတယ်။ ကျွန်တော်နဲ့ကျွန်တော်ညီလေးအရှင်းကိုအရန်ကျေးဇူးတင်ပါတယ်ဗျာအသက်ကိုကယ်တင်ပေးလို့ပါအေးကိစ္စမရှိပါဘူးမင်းတို့တေကိန်းမဆိုင်သေးလို့ပဲဒါကြောင့်ငါအချိန်မီကယ်လို့ရတာတေဆုံးသွားကြတဲ့တခြားသူတွေကတော့သူတို့တေကိန်းဆိုင်လို့တက်တန်းဆိတ်လို့ဒါမှမဟုတ်ကိုသုံးလုံးရသေးတဲ့စီနဲ့ဝေချွေးပါလာကြလို့ပေါ့ဒါကြောင့်ကိုသုံးလုံးရသေးတဲ့စီရဲ့လက်ချက်နဲ့တေဆုံးသွားကြတာပဲအဲ့ဒီနောက်မှာညီကိုနှစ်ယောက်ကဘေးမတည်ရမခါပဲနဲ့အိမ်ကိုပြန်ရောက်သွားကြပါတော့တယ်ရွာကလူကြီးသူမတွေကတော့ဒီလိုပြန်ပြောပြပါတယ် လွန်ခဲ့တဲ့တစ်ချိန်ကအဖိုးဖွားတွေကလေးဘွားအရွယ်တုန်းကတောင်ကရုံးကကိုထဲမှာကိုတုံးလုံးရစ်တွေတဘာလာနေတိုင်းပါလေသူကရွာသားတွေကိုလက်လာပါတယ်မကြာခဏပေးလေးရှိပါတယ်ရွာသားတွေကလည်းလက်ရရင်သူ့အတွက်ပစ္စည်းပစ္စည်းရတွေယူလာပေးပါတယ်ဘဘူးဆရာကိုခေါ်တောင်ချီမှာရုပ်ထုထုလုပ်စေပါတယ်ပြီးတော့ပန်းတွေယူလာပြီးတော့ရှစ်ခိုးပူဇော်ကြပါတယ်လေးစားယုံကြည်မှုကိုပြသတဲ့အနေနဲ့ပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့သူကလေးစားတိုက်အောင်မနေတော့ဘဲနဲ့အမားအမှန်မခွဲခြားဘဲနဲ့ဆုံးမသွန်သင်ပါတယ်ဒါကြောင့်ရွာသားတွေကသူ့ကိုမကူးကွယ်ကြတော့ပါဘူး ဘသူကမှစွန်းရေမပို့ကြတော့သူကအားရင်ကုန်ခံပြီးတော့ဂူထဲမှာပဲတဖြည်းဖြည်းတည်ဆုံးသွားပါတယ်။သူမသေးခင်မှာရွာသားတွေကသူ့ကိုမလေးစားမကြည့်ညိုကြတော့ဘူးဆိုတဲ့အစွဲလန်းစိတ်နဲ့ပေါ့။ဒါကြောင့်သူကတေကိန်းဆိုင်တဲ့လူတွေကိုတယောက်စားနှစ်ယောက်စားအသက်နှုတ်လိမ့်ရှိပါတယ်။သူ့ရဲ့အချွေအရံဖြစ်ခိုင်းစေဖို့ပေါ့။အဲ့ဒီသစေတွေကိုသူ့ကိုယုံကြည်ကိုးကွယ်လာအောင်သူတင်ယူထားတဲ့ပညာနဲ့တေမင်းရေတွေထဲမှာထိန်းချုပ်ပြီးတော့အတင်းကျပ်လုပ်ပါတယ်။နောက်ပိုင်းမှာတော့မြက်ခုံးယူသေးကြောင့်ရှုံနေသွားပြီးတော့သူကိုယ်တိုင်တေမင်းရေတွေနဲ့ကိုခုံချသွားခဲ့ရပါတယ်။ ဲ့ဒီမှာပဲသူ့ရဲ့အစွမ်းတွေကသူ့ရဲ့ဝိညာဉ်ကိုပြန်ထိန်းချုပ်သလိုဖြစ်သွားပြီးတော့သူ့တကူကိုသူ့ဘာသာသူဖျက်ဆီးလိုက်သလိုဖြစ်သွားပါတော့တယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်ဆက်နေမှုကိုဒီမှာပဲညံ့အောင်ပြပါခင်ဗျာကျွန်တော်တို့စီရင်ဆက်တာကိုချိန်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြပါလို့ပြတဲ့ရက်ခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်